ဆူမြင့်နနာထင်စာပေါင်းများစွာတာလို့နေစိတ်ဆိုင်ပန်းရှင်တတိမာကြီးကိုလက်ထပ်ပြီးဖြစ်တဲ့ဖြူကြီးအားလုံးမင်္ဂလာပါရှင် Celebrity New Pay ကနေပြန်လည်ကကြိုဆိုလိုက်ပါရီ အစိုးရဖြိုကြီးကနမည်ကြီးဆိုတော့ဖြစ်ပေမယ့်အနေအေးဒါကြောင့်ဆိုရှယ်မီဒီယာမှာတွေးရနေတဲ့သူပါအတန်ရှာရှာလေးနဲ့တီးဆိုနိုင်တဲ့ဖြိုကြီးဟာတခစ်တခါတော့ကတော့နမည်ရန်ကြီးခဲ့ပါသည်သူတချင်းတွေကလူငယ်တွေရဲ့ပါဆက်ဖျားမှာဆွဲနေတဲ့အထိအောင်မြင်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ဖြိုကြီးဟာတချင်းတစ်တွေမထွက်ရှိတော့ပါဘူးဖြိုကြီးဟာနမည်ကြီးမိသမီးစိုးမျက်နှာနာနဲ့တရားဝင်ကွာရှင်းပြီးတဲ့နောက်နှိတော်ကြတဲ့အချိန်မှာစိန်ဆိုင်ပန်းရှင်တထေးမကြီးနဲ့လက်ထပ်လိုက်ပါပြီ။ရှမ်းရိုးရဝတ်စုံတွေကိုဝတ်ဆင်ပြီးတော့လက်မှတ်ထိုးကြတဲ့ပုံရိပ်တွေထပ်ပေါ်လာပြီးတော့ဖြိုကြီးတဲဝန်တာပေးခဲ့ကြပါရယ်။ မက်ခိုင်မမို့တဲ့က My Passing Champ and Jewelry စိန်တိုက်ကြီးကိုဖွင့်လှစ်ထားခဲ့သူပါသူတို့နေရာချစ်သူဖြစ်နေတဲ့ဓာတ်ပုံတွေကိုမစားခဏဆိုရှယ်မီဒီယာမှာတင်လေးရှိပါရီဖြိုးကြီးနဲ့အသက်အရွယ်မကွာချပေနှစ်ယောက်လုံးကတည်ငြိမ်အေးဆေးကြတဲ့ပြင်မင်္ဂလာပွဲကိုလည်းရိုးရိုးရှင်းရှင်းမင်းကျင်းပလိုက်ပါရီမက်ခိုင်မမို့တဲ့ကဖြိုးကြီးပေါ်မှာဂယူးဆိုင်ပြီးတဲ့သူဖြစ်ပြီးနမေကြီးဆိုတော့နဲ့ချစ်သူဖြစ်ရတယ်ဆိုပေမယ့်ကြွားလုံးထုတ်တဲ့သူတော့မဟုတ်ပါဘူးချက်တည်းရှေရှိလှပတဲ့ပြင်တည်ငြိမ်အေးဆေးတဲ့မြို့သမီးဖြစ်လို့မြို့သမီးချင်းတောင်မှအားကြနေရတဲ့သူပါ သူတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုမက်လ6ရက်နေ့မှာကျင်းပခဲ့ကြပါသည်။ ဖြိုကြီးအားနမဲကြီးမင်းသမီးစိုးမြတ်နန္ဒာနဲ့အကြီးအကျယ်ခက်ခဲနာနာမင်္ဂလာဆောင်ခဲ့ပြီးအဲ့ဒီခေတ်ကတော့ဂျာနယ်တွေမဂ္ဂဇင်းတွေမှာပလူပြန်အောင်ဖော်ပြခင်ခဲ့ရပါတယ်စိုးမြတ်နန္ဒာနမဲကြီးတဲ့အချိန်မှာလက်ထက်ပြီးမြက်သုံးပောင်ဆိုတဲ့သားလေးတစ်ယောက်ချင်းမွေးဖွားခဲ့ပါသေးတယ်နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်အဆင်မပြေတော့လို့ကြွားရှင်းခဲ့ကြပါတယ်ဖြိုကြီးအားစိုးမြတ်နန္ဒာနဲ့ကြွားရှင်းပြီးတဲ့နောက်မှာနောက်ထပ်ခြေရေးတရေတွေမထွက်ပေါ်လာတော့ဘဲတယောက်ထည့်ဖြတ်တန်းခဲ့ရပါတယ်စိုးမြတ်နန္ဒာကတော့တစ်ချိန်ကမင်းသားကြီးစိုးသူနဲ့လက်ထက်ခဲ့ပြီးနောက်မှာဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါသေးတယ် ဆိုသူဟာအမေရိကန်မှာနေထိုင်ပြီးမြန်မာနိုင်ငံကိုပြန်လာတဲ့ချိန်မှာစိုးမျက်နှာနာနဲ့လက်ထပ်လိုက်ကြတာပါဆိုသူကသူ့ရဲ့သမီးရင်းကိုပြန်မကြည့်ပေမဲ့စိုးမျက်နှာနာရဲ့သားလေးကိုတော့ပညာရေးမှာဦးစားပေးခဲ့ပါရီအခုတော့စိုးမျက်နှာနာရဲ့သားမြတ်သောမောင်ကအမေရိကန်မှာတက္ကသိုလ်တက်နေတာကြောင့်စိုးမျက်နှာနာနဲ့ဆိုသူတို့လေးအမေရိကန်မှာပဲပြောင်းရွှေ့နေထိုင်လိုက်ကြပါရီ ဆိုမြန်နနာကမြန်မာနိုင်ငံမှာနာမည်ကြီးမင်းသမီးဖြစ်ပေမဲ့အမေရိကန်မှာတော့ပုံလေးတိုက်တစ်ခုမှာချိန်မိုင်းလုပ်ကိုလုပ်နေရပါတယ်။ဆိုမြန်နနာလေးစိုးသူနဲ့လက်ချက်ပြီးတော့ဘဝကိုစီခြေချသွားပြီးဖြစ်ပြီးဖြိုးကြီးလည်းသူ့ပေါ်မှာတကယ်ချစ်ပေးတဲ့မျိုးသမီးနဲ့လက်ထပ်လိုက်ပြီးဖြစ်ပါတယ်။ဖြိုးကြီးဟာဆိုမြန်နနာနဲ့လက်ထပ်တော့ကတော့အိမ်နောက်ရေးကံမကောင်းခဲ့ပေမဲ့အခုတော့ဆဆရရာတာလုံးနဲ့အမျိုးသမီးနဲ့လက်ထပ်ရပြီဖြစ်တာကြောင့်အိမ်နောက်ရေးကံကောင်းတော့မှာပါ။ အသက်အရွယ်တစ်ခုကိုရောက်နေပြီဖြစ်ပေမဲ့လေအချစ်ကပဲအဓိကကြတာကြောင့်ဖြိုကြည့်လေတကယ်ချစ်တဲ့သူကိုရှာတွေ့သွားပါပြီ။ကွာ80နှောင်းကလည်းတရားဝင်ကွာရှင်းခဲ့သလိုလက်တတဲ့ချိန်မှာလည်းတရားဝင်လူသိရှင်ကြားလက်ထပ်နိုင်တာကြောင့်ဖြိုကြည့်ရဲ့စိတ်ဓာတ်ကိုပရိသတ်တရားသဘောကျကြပါရီ။တချိန်ဟာအိမ်အောင်ရေးကံမကောင်းခဲ့ပေမဲ့စိန်တိုက်ပိုင်ရှင်တထေးမကြီးနဲ့လက်ထပ်သွားပြီးဖြိုကြည့်ပေါ်မှာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြုတ်ခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီတွေနဲ့ပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တော်မမေ့ကြပါနဲ့လို့ရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့ပိတ်သက်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။